အားလုံးမင်္ဂလာပါရှင်။ဆီယမပဒမြခင်ရဲ့အတိတ်လမ်းကိုပြန်လျှောက်ခြင်းကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါဦးရှင်။အတိတ်လမ်းကိုပြန်လျှောက်ခြင်းအခန်း48။ကျမတို့မြန်မာများကတဦးနဲ့တဦးဘဝကျင်ပေါ်ဖြစ်ကြဖို့ဘယ်သူဘယ်ဝါနဲ့ဆိုတာနှစ်ဖူးမှာစာရေးထားပြီးသားလို့ယုံတန်းစကားဆိုကြပါဗျ။ Victor Hugo ကတော့ လူသားတစ်ယောက်ဖျားသခင်ကဖန်ဆင်းတဲ့အခါမှာ hope ဆိုတဲ့မျောလင့်ချက်ကိုနှစ်ဖူးမှတခါရတဲ့စာတန်းထိုးပေးလိုက်ပြီးသားတဲ့ဒါကြောင့်လူတိုင်းကမျောလင့်ချက်နဲ့အသက်ရှင်နေကြရတာပါလို့မိန့်ဆိုပါတယ်မျောလင့်ချက်နဲ့ဘဝလက်တွဲပြီးရှင်သန်နေကြတာကတော့တကယ်အမှန်ပါပဲမျောလင့်ချက်နဲ့ကြီးမားတဲ့သူကနောက်ဆုတ်တဲ့ခြေလမ်းမရှိဘူးဒါကြောင့် Christopher Columbus က America ကိုရှာဖွေတွေ့ရှိသွားတာပေါ့နော် ကျမကတော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့သားသမီးများရဲ့ထားရှိကြတဲ့မေတ္တာများအပြင်ယတနာ၃ပါးရဲ့ဂုံကျေးဇူးကိုအထူးပြုတဲ့ယုံကြည်ကိုးစားပြီးဘဝကိုမျော်လင့်ချက်တွေနဲ့အာမန်တွင်ထားမိပါတယ်။အခုဆိုရင်မွေးထားတဲ့သားသမီး၈ယောက်ထဲက၆ယောက်ကအလုတ်ကိုစီနဲ့ကိုချေတော့ပုံမှာကိုရက်တည်နိုင်ကြပြီမို့သူတို့အတွက်မပူရတော့တဲ့အပြင်အထောက်ကူပြုတာတော့ခံစားရပါသေးတယ်။ကြံတဲ့သမီးသူစားနဲ့ တားအိမ်တော်တို့သည်နောက်၃လနှစ်ဆိုရင်ចောင်းပြီးလို့ဘွဲတွေအသေးသေးရကြတော့မှာမို့သူတို့အတွက်လည်းပူစရာနှစ်ကတိတ်မကြံတော့ပါဘူး။တားကိုစာနီကသူ့အသက်နစက်တနစ်ပြည့်တဲ့နေ့ကြရင်ပဇင်းခံပေးအောင်မေဆိုတော့ယဟန်အမလှုပ်ရင် တရားလေးဝင်လို့ကျမဘဝကအေးအေးချမ်းချမ်းနေရတော့မှဆိုရဲညော်လင့်ချက်အတွင်းနဲ့ជីနူးချမ်းမြေလို့ပါပဲတမီးကေခိုင်ကတက်ဆက်ပြင်းနေ သမီးရင်မင်းကကယ်လီဖိုးနီးယားမှာမို့တနစ်မှာအ ਨੇ ဆုံးတစ်ခေါက်တော့သမီးတွေစီကိုလည်းအလေရောက်ဖြစ်ပါရဲ့။သူတို့အလုတ်ကရက်အားရပြီးဆိုရင်လည်းအမေစီကိုရောက်ရောက်လာတတ်ကြရာမို့အနေမဝေးကြပဲအားလုံးကစီးလုံးရက်မို့ပြပမှာနေရပေမဲ့တိုင်းတိုင်းဝုံဝုံရှိလက်ပါပဲ။ဒေါ်အေးမြင့်ကယ်လီဖိုးနီးယားကိုရောက်လာပြီးဆိုတော့တာကိုဇာနီကလည်းသူတို့ဒုတိယမိခင်လို့ဖြစ်နေတဲ့ဒေါ်အေးမြင့်ကိုသွားတွေ့တဲ့အခါတွေ့ပါရဲ့။သင်္ဘောကပြန်လာတဲ့သုံးဘက်က ူ့အတွက်မလောက်နိုင်အောင်ပါပဲရက်ွက်ထဲကကလေးငယ်တွေကိုစုစည်းပြီးသူကဘောလုံးတွေဝဲပြီးအဲ့ဒီကလေးတွေနဲ့ကစားကွဲမှာဘောလုံးတွေသွားကန်လို့ကန်ဒါမှမဟုတ်ရင်လေအပေါင်းအသင်းပန်သမားကို သူကတခါခမ်းပြီးရုပ်ရှင်သွားကြည့်စားတော့ဆိုင်တကတက်စားပေါ့ဈေးဝယ်တာကြိုက်တဲ့အမကေတီနဲ့ပေါင်းပြီးမိယာမီကဘဲလ်ဟာဘာသွားတန်ဤမတန်ဤမတွက်ပဲဒီဇိုင်နာအဝတ်တွေကိုဆွဲချပြီးတစ်နှစ်တပုတ်ဝယ်လိုပဲ။ ူအတွေ့ရောအမိအတွေ့ရောအိမ်အတွေ့ရောအစုံပါပဲပတ်စံဖြုံးတဲ့နေရာတတားတရားအားကောင်းတဲ့နေရာမှာအဖေထက်သာရာကြောင့်ကျမကသူ့ကို ဖေသာမြလိုင်းလို့နာမည်ပေးထားပါတယ်တစ်ခေါက်ပြန်လာရင်ဝယ်သွားတဲ့ဒီဇိုင်နာအင်ဂျီဘောင်းမီတွေကပြန်ပါမလာတော့ပါဘူးပန်းတွေတစ်ထဲလုံးထိုးထားတဲ့ကြောင်ကြောင်ကြားကြားဟာဝိုင်ယီရှက်ပုံစံမျိုးအင်ဂျီတွေကတထက်ကြီးကိုတွေ့မိတော့ကျမကတက်တာကိုဖွာရင်ဟဲ့ ဒါတွေကအဖိုးကြီးဝတ်တဲ့အင်ဂျီမျိုးတွေဘဲခရလာတာလေ site တွေကလည်းအကြီးကြီးလို့နားမလည်နိုင်တာနဲ့မိကြည်ရပါတယ်အဲ့ဒါဖိလစ်ပိုင်သင်္ဘောသားတွေသူတို့နိုင်ငံကယူလာတာဝယ်စမ်းပါဆိုတာနဲ့အားနာလို့ဝယ်လာတာမှမရတဲ့အားနာလို့ဝယ်တယ်ဆိုရင်လည်းတစ်ထည့်နှစ်ထည့်ပုံတော့အခုဟာကဈေးထဲမှာဖောက်တင်ပေးလို့ရအောင်ကိုဒါစင်လိုက်ဝယ်ချလာတာမျိုးလေဒါတွေဘာတော့လုပ်ရမှာလဲဆိုတော့မာမီလက်ဆောင်ပေးခြင်းတဲ့သူတွေကိုပေးလိုက်ပေါ့တဲ့လွယ်လွယ်ဖြေလေရဲ့ သင်္ဘောသားတွေကတော့သူ့ကိုအမဲလို့သဘောထားနေကြမှာတေချာပါတယ်။ကျမကလည်းလက်ဆောင်ပေးစရာမရှာတတ်လို့သူပြန်သွားတာနဲ့အင်ကြီးတထုပ်ကြီးနဲ့ကြံရစ်ခဲ့ပါရော။သူပြန်လာတိုင်းသားကိုအလွမ်းပြေပြန်တွေ့ရလို့ပြောရတာကတပိုင်းသူ့ကိုစူရပူရပတ်စံမဖြုံးဖို့ဆုံးမရတာကတပိုင်းနဲ့ပွဲစီမြဲပါပဲ။ပွဲစီတဲ့အထဲမှာသားတွေတင်မကပဲမြေးတွေပါပါလိုက်သေးတယ်။ကျမတို့ဝယ်လိုက်တဲ့အိမ်က တားကြီးနေတဲ့အိမ်နဲ့9မိုင်လောက်ဝေးပါတယ်။တက်မှတ်ထားတဲ့မိသားစုနဲ့စနေနေ့မှာသားတွေ၊သမီးတွေ၊မြေးတွေစုံညီစွာနဲ့မြမအစားအသောက်တွေကိုချက်ပြုတ်စားတောက်ကြ။စုံမိကြတာတွေမဟုတ်သေးဘူး။မြေးခန့်ကိုကိုနဲ့ခန့်ညင်ညီညီအကိုနှစ်ယောက်ကတနင်္ဂနွေနေ့ကျရင်လေစပိန်စီပြည်အဖွားအိမ်ကိုရောက်လာကြပြန်ပါယော။ဒီမှာကားလမ်းရဲ့ဘေးမှာစပိန်စီဘိုလမ်းတက်တက်တက်မှတ်ထားတာမို့စိတ်ချရတယ်ဆိုပြီးမြေ စိတ်ပူတက်တဲ့ကျမကသူတို့ရောက်လာတိုင်းရင်မပြီးစိတ်မောနေမိတယ်ပေါ့လာတိုင်းနဲ့တတိထားစီကြဖို့ပြောရတာအခတရားမကပါပဲတခါတော့မြို့တော်ဘုံကအဲ့ဒီလမ်းမကြီးကိုပြင်နေတာတော်တော်နဲ့မပြီးနိုင်ဘူးလမ်းတွေကတူးဆွပြုတ်ပြင်နေတာစပိန်လမ်းလေးပြောက်ဒါကိုပသာချောလေးနဲ့ယောက်ကစပိန်စီပီရောက်ဖြစ်အောင်ရောက်လာကြပါသေးတယ်ကျမကစီပီဆူရတော့တာပဲမတော်တဆကားတိုက်မိရင်မခက်ပါလားနော်ဒါကြောင့် လမ်းပြင်တာမပြီးမချင်းဖောဖွားအိမ်ကိုစပိန်စီးပြီးမလာရလို့အမိတ်ထုတ်ရပါတယ်။တနေ့တနေ့စောက်ရင်လမ်းကလည်းမပြီးနိုင်ဖြစ်နေတာကို အကြီးခန့်ကိုကကစနေ7နှစ်သားလောက်ပဲရှိပါဦးမယ်။အဖွားအိမ်ကိုစပိန်စီးမလာရတာကြာတော့မအောင်နိုင်တော့ဘူးပေါ့။သူ့အမေကိုမြို့တော်ဝင်ရဲ့ဖုန်းနံပါတ်ကိုမေးလေတယ်တဲ့။အမေစီကဖုန်းနံပါတ်ကိုရတာနဲ့မြို့တော်ဝင်ရုံးကိုဖုန်းဆက်ပြီးတွေ့ဆုံခွင့်တောင်းပါတယ်။ဘယ်နေ့ဘယ်ရက်ချင်းဆိုတဲ့နေ့မှာ မြို့တော်ဝန်ရဲ့အခန်းမှာသွားတွေ့ပြီးသူ့ရဲ့ပြဿနာတွေကိုတင်ပြတော့တာပဲစပိန်လက်မရှိလို့အဖွားအိမ်ကမသွားရတဲ့အကြောင်းတွေပြောပြတော့မြို့တော်ဝန်မင်းကအဲ့ဒီစနစ်သားခန့်ကိုကိုကိုအကျိုးအကြောင်းအခက်ခဲတွေကိုရှင်းပြပြီးဘယ်တော့ပြီးပါမယ်တီးခန့်ဆောင်ဖို့တောင်းပန်လိုက်တယ်လေအိမ်ပြန်ရောက်လို့သူ့အမေကိုပြောပြတာနဲ့သူ့အမေကကျမစီဖုန်းဆက်ပြီးလူတက်လောက်လာပုံကိုရီပွဲဖွဲ့ပြီးပြန်ပြောပြနေလေရဲ့ ဒီကကလေးတွေကငငယ်ကလေးကကိုသူကိုထကိုအားကိုကိုတက်ကြပါတယ်အဲ့လိုစိတ်သက်ဖြစ်အောင်လေငယ်စဉ်ကလေးကမိဘတွေကလေ့ကျင့်ပေးခဲ့ကြတာနော်ခတ်အောင်အောင်ငငယ်ကကျမတို့ကလည်းရောက်ခါစားမှုတားရဲ့အိမ်မှာမိခိုးရစေကာလာပါကလေးကတခါလေနှခါလေနီးပါတောက်တောက်ပြည့်တက်တဲ့အရွယ်ပေါ့တနေ့မှတန်ချောင်းတစ်ချောင်းနဲ့တူကြီးဘဲကရလာတယ်လည်းမသိဘူးမနိုင်တနိုင်နဲ့ခုံပေါ်မှာတန်ချောင်းကိုစိုက်ပြီးတူနဲ့ထုဖို့ကြံစီနေလေရဲ့ ျမကခိုက်ပြီးတော့မှာပဲလို့ပြေးဆွဲမယ်လို့တော့အနားမှာရှိတဲ့အမေကနေပါစေမမီလောက်ပါစေတဲ့အမေကခွင့်ပြုတော့လေရင်ထဲကပူပေမဲ့မပြောတာပဲပူပေါ့ကျမတွေးပူတဲ့အတိုင်းပဲထုလိုက်တာကချော်ပြေးလက်ကိုထိပါလေရောခလေးဆိုတော့နာရာနဲ့ပြဲခနဲ့ငိုချလိုက်တော့တာပဲကျမတို့အရှိတိုင်းအမေတွေဆိုရင်ဖွားဟဲ့တွင်နဲ့ပြပြတလေးဖြစ်ကြမှာနော်အနောက်တိုင်းအမေကတော့အပြုတ်မပြတ်ပါဘူး ဒါမှသူတို့နားလေသွားမှာတဲ့မကြပါဘူးခဏနေတော့အုံကိုတိတ်သွားပြီးအဲ့ဒီတူနဲ့တန်ချောင်းကိုသွားကင်ပြီးတော့မှထုပြန်ပါတယ်ကျမသားဆိုရင်ဟဲ့မမှတ်သေးဘူးလားနဲ့သွားဆွဲမိမှုအုံမှာပါပဲအမေကအသာကြည့်နေတော့ကိုကလည်းကိုရှိန်တက်ပြီးကြည်သာကြည့်နေရတယ်မချစ်မရင်နဲ့ပါပဲဒီတခါကျခလေးပေမဲ့အလေသားတန်ချောင်းကိုချိန်ချိန်ဆဆနဲ့ထုလိုက်တော့ဖြောင်ဖြောင်တန်းတန်းနဲ့စိုက်ဝင်သွားလေရဲ့အမေ အမေကလက်ခုပ်လက်ဝါးတီးပြီး good job နဲ့သူ့သားကိုအားပေးချီးကျူးပါတယ်။အရှိတိုင်းအမေတွေကတော့ကိုသားသမီးကိုအကာအကွယ်ပေးလို့တဲ့စိတ်ဆန္ဒတွေကများပြီးဘာကလေးလှုပ်ဖို့မကြံစီနဲ့တဟဲ့တဲ့ဟဲ့ပြီးတားဆီးနေမိတာနော်။အရှိနဲ့အနောက်ရဲ့ခံယူမှုမတူညီခြင်းတွေပါပဲ။ဘယ်လူမျိုးမဆိုအကောင့်အစိုးကတွန်တွဲရှိနေမြဲမို့တူးရဲ့ကောင်းတာကလေးတွေကိုတူးကအတူယူနိုင်မဲဆိုရင်အကျိုးများတာပါပဲလေ။ ကျွန်မကလည်းအမေရိကကိုလာခဲ့တုန်းက9နှစ်လောက်အလုပ်ကိုစူးစမ်းလို့ငွေစု သားသမီးတွေပညာရေးပြီးမြောက်လို့သူတို့အခြေတခြားရှိရင်မြန်မာပြည်မှာပြန်နေမယ်လို့စိတ်ကူးပေမဲ့လက်တွေမှာကြတော့သားသမီးကိုခွဲခွာပြီးပြန်ဖို့ဆိုတာမလွယ်တာကိုနားလေသဘောပေါက်လာရပါတယ်။ အထူးသဖြင့်သူတို့မှာအမိတမျက်နာပဲရှိကြတာမို့အမိကိုအာကိုတွေတာမျက်နှိုးစွာချစ်ခင်ကြတာကလေကိုကတိထားတော့မထားခဲ့ရနိုင်တာလေပါတယ်တကယ်တမ်းကျတော့ကျမဘဝဟာဒီသားဒီသမီးလေးတွေပဲရှိတာမို့ခြေချမိရအရက်မှာအစဉ်ပြေစွာနေနိုင်ဖို့စိတ်ကိုဒုံဒုံချလိုက်ပါတော့တယ်သားသမီးတွေကလေသူတို့အလုတ်ကလေးတွေနဲ့သူတို့ကြိုးစားအားထုတ်နေကြတာကြောင့်အထိုက်အလျောက်တိုးတက်ကြီးပွားစွာပြုနေကြပါပြီ စိတ်မောเสียကိစ္စတွေတဖြည်းဖြည်းလျှော့ပါလာတာမို့အေးအေးချမ်းချမ်းလေးရှိနေတယ်ဆိုပါတော့ဒီလိုနဲ့ဇူလိုင်လ10ရက်တားကိုဇာနီရဲ့16နှစ်မြောက်မွေးနေ့ကိုရောက်လာတဲ့မနေ့မှာအဝေးရောက်နေတဲ့တားအတွက်ဖယားမာပန်းစီမီရေချမ်းနဲ့အတူ သူ့ရဲ့နေ့နံအလိုက်တစ်တီးဆုံးကလူပြီးဘေးရန်ခတ်သိမ်းညစ်တာပို့ပြီးခါစားပဲရှိသေးတယ်တယ်လီဖုန်းမြည်တမ်းကမိလာပါလေရောကောက်ကင်လိုက်တော့ တားကိုစားနေရဲ့အတန်ဖြစ်နေလေ။ကျမကလည်းတားရဲ့အတန်ကိုကြားလိုက်ရတော့အယံဝမ်းသာသွားတာပေါ့။ Hey တား Happy birthday အခုပဲတားအတွက်မမီဆုတောင်းပေးပြီးခါစားလေးပဲရှိသေးတယ်နဲ့ရွှမ်းရွှမ်းဝေပြန်ပြောမိပါတယ်။တားဘော့စတန်ကခေါ်နေတာမမီဆုတောင်းပေးတာအတော်ပဲ။တားရဲ့မွေးနေ့ပွဲကိုသူနာပြုဆရာမလေးတွေနဲ့ကျင်းပနေတာလေ။ဟဲဟဲဟဲတဲ့။ဖုန်းပေါ်မှာတဟဲဟဲရေပြီးပြောပြနေတာနဲ့နေပါအောင်။ မုံမလင်းသိဘူးဘဲကသူနာပြုဆရာမတွေနဲ့မွေးနေပွဲကျင်းပနေရတာလေလို့အနောက်အပြောင်တန်လှတဲ့တားရဲ့စကားကိုမယုံနိုင်တာနဲ့မေးကြည့်မိပါတယ်။ဆေးရုံကသူနာပြုဆရာမလူတွေပေါ်မမီးရဲ့တားဆေးရုံရောက်နေတာတပတ်ရှိပြီတဲ့။ကျမရင်ထဲမှာဒိုင်းခနဲစောင့်တော့တော့တာပဲ။ဟင်ဘာဖြစ်လို့လဲဘယ်ဆေးရုံမှာလဲဘာဖြစ်လို့မမီးကိုအကြောင်းမကြားရတာလဲနဲ့ဒရဇက်မီးခွန်းတွေမေးမိတော့တယ်။တားအတန်ကအေးအေးဆေးဆေးပါပဲ။ အဲ့ဒီလိုစိတ်ပူမှဆိုးလို့တားကမမိကိုမပြောတာပေါ့တားအလုံးမှာမတော်တဆနဲ့ကြိုးရိုးကိုထိသွားလို့လမ်းမလျှောက်နိုင်ဘူးအခုခွီးချဲနဲ့သွားနေရတာစိတ်ပူမနေနဲ့အုံးနောက်၃လရက်ဆိုရင်လောင်းလျှောက်နိုင်တော့မှာပါစိတ်ယုံကလည်းဆင်းရတော့မှာပါမမိလိုက်လာမလို့ပါဘူးနဲ့ဒီနေ့တားမွေးနေမှုမမိကိုဆက်လိုက်တာနဲ့တားကရီရီမောမောပြောနေပြီမေတားလမ်းမလျှောက်နိုင်ဘူးအခုခွီးချဲနဲ့သွားနေရတာဆိုကြတဲ့က ဘလောက်ရင်ပူစရာကောင်းနေပြီလဲနော်။ကျမတကူလုံးနှက်ပူးတယ်လို့တုံတုံရင်ရင်ဖြစ်လာတော့တာပဲ။ငါသားလေးလူစင်မမိပါတော့မလား။အသက်အန္တရာယ်အထိစိုးရင်ရမလားစတဲ့တောကတွေဝေပြီးမျက်ရည်တွေတာကျိုးတယ်လို့ကြာလာပါလေ။မနှဲစိတ်ကိုထိန်ထားပြီးတော့မှตากะตู้เย็นผิดปုံนี่กูพ้องกวยปี้อำมันใจมาเปียวมาซูราเนตามามีไล่เข็มเมตากูกูไปเดเสียวงกะเปดูเลเสียวงเนมามีสกาเปียวจินเน ဆရာဝန်ရဲ့ဖုန်းနံပါတ်မမေကိုပေးပါအကျိုးအကြောင်းတည်တည်ချာချာမသိရရင်မမေပိုးပြီးစိတ်ဆင်းရဲမှာပေါ့နဲ့ချော့ချော့မော်မော်မေးတော့မှလောက်ပြီမမေကတားနေကောင်းနေပါပြီဆိုတော့ကိုမယုံဘူးမဟုတ်လားဒါကြောင့်တားကိုစီးရုံပုတ်မယ်လောက်ကြတော့ကုမ္ပဏီကအရာရှိတွေကိုအိမ်ကိုအကြောင်းမကြားပါနဲ့လို့မာခဲ့တာတဲ့မမီစိတ်ပုံမှာဆိုလို့ညာတာဖြစ်ပေမဲ့ဖြစ်ရမှန်ကိုကျမသိဖို့လိုအပ်တာမို့အေး တားမပြောရင်လေမမီးကအခုချက်ချင်းကုမ္ပဏီကိုဖုန်းဆက်ပြီးမေးမှနော်။တားတကယ်နေကောင်းလားဟုတ်မဟုတ်မမီးမျက်စိနဲ့မြင်ရမှကျေနပ်မှလို့ပြောမှဆေးရုံနမင်းနဲ့သူ့ကိုကုပေးတဲ့ဆရာဝန်နမင်းရောဖုန်းနံပါတ်ကိုရောပေးပါရယ်။ဆရာဝန်စီဖုန်းလက်ဆက်တဲ့လက်တွေကတုံးလို့ရင်ထဲမှာလေစိုးရိမ်စိတ်နဲ့တထိတ်ထိတ်ခုံလို့ကျမသားလေးလမ်းမပြန်ရှောက်နိုင်ပါမလားဆိုတဲ့အတွေးနဲ့သားကိုဂျိုင်းတောက်ကြီးနဲ့မြင်ကြည့်လိုက် ဝီးချေးပေါ်မှာထိုင်နေတဲ့ပုံရိပ်ကိုစိတ်ကူးကြီးလာဟိနဲ့စိတ်တွေလှုပ်ရှားနေမိပါတယ်။ဆရာဝန်ကစိုးရိမ်စရာမရှိတော့ပါဘူး။ဖြစ်ခါစားတော့ကကြောရိုးမှာတံဖြစ်တာကြောင့်လမ်းမလျှောက်နိုင်တာပါ။နောက်၃၄ရက်လက်ကြာရင်လမ်းလျှောက်နိုင်ပါလိမ့်မယ်။စိတ်မပူပါနဲ့။လိုက်လာဖို့မလိုပါဘူး။ဆေးရုံကဒီပတ်ထဲမှာပဲဆင်းခွင့်ပြီးတော့မှာပါနဲ့။သေးသေးချာချာရှင်းပြမှကျမတပြင်းချနိုင်ပါတော့တယ်။ သားကိုဖုန်းပြန်ဆက်တော့ဖုန်းပေါ်မှာတဟဲဟဲရေရင်းကဲအခုသားပြောတာယုံမိမဟုတ်လားတဲ့ခွီးချဲကြီးနဲ့ဖြစ်နေတာတော့မှအရင်အမုန်းမပြက်ပါဘူးညကသူ့လိုပဲလက်မလျှောက်နိုင်ကြတဲ့ခွီးချဲသမားလူနာချင်းစုပြီးစေးယုံကစင်းကြံမှာခွီးချဲနဲ့အပြေးပြိုင်ပွဲကျင်းပကြလာညဆောင်ဆရာမတွေတွေ့သွားလို့သူတို့အစုခံရတဲ့အကြောင်းတော့ပြောပြနေလိုက်သေးတယ် သားကတော့ဘလို့အခြေအနေရောက်နေနေ အမြဲပျော်ပျော်ပါပဲကျမကသာသူ့အဖြစ်ကိုမကြားရက်လို့မျက်ရည်ချရတာပါစီးယုံကဆင်းပြေးသူပြန်ရောက်လာတော့မတော်တဆထိခိုက်မှုတွေရှိနေရင်လေဒီအလောက်ကထွက်လိုက်ပါလားသားရေလို့ပြောတော့မာမီကလေသားဒီအလောက်မှာပျော်တယ်အခုတော့ယာဒူးတိုးဖို့သားရဲ့အရာရှိကထောက်ခံစားတော့တင်ထားပြီမထွက်ချင်ပါဘူးသားဖြတ်သွားတော့မတော်တဆနဲ့ပြုတ်ကျလာလို့ထိသွားတာပါ မတော်တဆဆိုတာကနေရာတကာမှာဖြစ်နိုင်တာပဲလူတွေအိတ်နေရင်တော့တေချာရသေးတယ်တဲ့ဒီတော့လေကျမမပြောတော့ဘဲစိတ်လျှော့ထားလိုက်ပါတော့လေအသက်မွေးဝမ်းကြောင်းလောက်ကြတဲ့သူတိုင်းကကိုပြော်ရအလုံးနဲ့ကြုံရတဲ့သူကခက်ရှားရှားရေမဟုတ်လားနော်ဒီလိုပဲဘဝခရီးဆိုတာပန်းခင်းတော့လည်းမဟုတ်တာမို့စိတ်ပင်ပန်းစရာလေးတွေကလည်းမကြာခဏဆိုသလိုတွေးရကြုံရတတ်တာပါပဲလေလို့စိတ်ကိုဖြေရပါတယ်မကြပါဘူးသားပြောခဲ့တဲ့အတိုင်းသူ့ကို လူ30လောက်ကိုအုပ်ချုပ်ရတဲ့ supervisor ရာတူတူပြီးကြောင့်ကြားသိရတော့ကျမကလည်းဝမ်းသာဂုဏ်ယူလို့ပေါ့အရာခက်သိမ်းဟာလေပတ်ချင်းသဘောတရားအတိုင်းဖြစ်ပြီးပြက်ကောင်းပြီးဆိုစူပီကောင်းတန်တရာလေနေတာဓမ္မတာပဲထင်ပါရဲ့တခါတည်းရမထင်မှတ်တာတွေကလည်းဖြစ်လာတတ်ပါသေးတယ်မမတ်ရရအဲ့ဒီနေ့ကကျမရဲ့မွေးနေ့မှာပါတကားခောက်တန်ကြားလို့အိမ်ရှိတကားကိုသွားဖွင့်လိုက်တော့အပေါဝမှာမာမာချက်နေတဲ့သူကစပင်းရှိရှိ မုတ်စိတ်မွေးကျင်စော်ရီနဲ့တောပုံကြီးဆန်ဖဲရုပ်ပေါက်နေတဲ့မတက်မရက်ပုံတံတန်နဲ့ဦးကျော်စောရေပါခင်မွေးနေအမိကိုပြန်လာတာတဲ့ကျမအံ့အားကြီးတင်းလို့ဘာပြန်ပြောရမှန်းမသိကြောင်နေလေရဲ့သူ့ရဲ့ညီကိုရွှေလှဝင်းရဲ့ဆိုင်ကိုဝဲပြီးစီးပွားရေးကောင်းနေတဲ့တည်င်းကြားလို့ဝမ်းသာစိတ်အေးဖြစ်နေတာပါဟောအခုတော့အဲ့ဒီဆိုင်ကိုရောက်ခဲ့ပြီးပြန်လာတာတဲ့လေ ကျမဘဝစာမျက်နှာအစ်စ်တခုစရပြန်ပါယောအနေဝေးသွားပြီးမှပြန်တွေ့ရကြတာမို့အစပိုင်းတော့ခက်စိမ့်စိမ့်နဲ့အထာတကြမဖြစ်ချင်းတလို့ပါပဲနောက်တော့လေပုံမှန်အနေထားဖြစ်လာပါတယ်အဲ့ဒီအချိန်ကျမတို့နေထိုင်တဲ့ဝန်းကျင်မှာအရှိတိုင်းအစအတော့ကုံစုံဆိုင်တခုမှမရှိသေးပါဘူးငပေတို့ငံပြာရီတို့ပစွန်၆တူစတဲ့မြမဟင်းချက်စရာကုံ၆တူဝေးခြင်းရင် ို့ရဲ့မြန်မာမိတ်ဆွေတွေစုပြီးတနာယီခရီးရှိတဲ့မီယာမီမြို့မှာတွားဝေကြရပါတယ်။ဦးကျော်စောကသူ့မှာအတွေ့အကြုံရှိလာပြီးဖြစ်လို့အဲ့လိုအရှိတိုင်းကုန်ပစ္စည်းကလေးတစ်ခုကျမတို့နေတဲ့တန်တာဆန်းမှာဖွင့်ချင်တယ်လို့အကြံပြုလာပါတယ်။ကျမကတော့လက်ရှိအလုပ်မှာအဆင်ပြေနေတာမို့သူဆန္ဒရှိရင်လည်းကြိုက်တာလှုပ်လို့သဘောတူလိုက်တာပေါ့။တကယ်တွက်ကြည့်တော့ဥပဒေစည်းကမ်းနဲ့အညီစိုက်တစ်ခုတည်ထောင်ဖို့ငွေရင်းရှိတဲ့ထားအောင်လာစဉ်ကုန်ကြမဲ့ဇယိတ်စကားကတိတ်ကြီးလာပါတယ်။ အရှိတိုင်းသားအနေနဲ့ကလည်းတိတ်များများဆဆမရှိတော့မို့စားသုံးသူအင်အားကလည်းအမကိုလောက်တာကြောင့်နောက်ဆုံးတော့သူကလည်းစိတ်ကိုလျှော့လိုက်တယ်ထင်ပါရဲ့သူမလုပ်ချင်ဘူးဆိုတော့လခါစားအလုပ်ကိုပဲဝင်ဖြစ်သွားပါတော့တယ်နမေကောင်းကလေးရှိခဲ့တဲ့အရင်ကလောက်ခဲ့ဘူးတဲ့ဘန်တိုက်မှာပဲအလုပ်ပြန်ရတာမို့အစဉ်ပြေသွားတယ်ဆိုပါတော့ပြန်ရောက်လာပြီးလေးလာပဲရှိပါသေးတယ်တနေ့မှအလူးအလဲပိုက်နာပါလေရောအစတော့အစာမပြီးလေထိုးတာပဲအထင်နဲ့အစာကြည်စေးတောက်နဲ့ ိမ်မာရင်ဒေါက်တာရန်ကူလုံနေမိတာပါဘယ်လို့မှမသက်သာတော့မှဆရာဝန်သွားပြတော့ဦးအတက်ပေါက်သွားတာမို့ဆေးရုံတန်းတင်လိုက်ရပါတယ်အရေးပေါ်ခွဲစိတ်ပြီးဘိုက်ထဲမှာပွားစီတက်နေတာတွေကိုဆေးကြောတုတ်တင်ပြီးပြန်ချုပ်ရလေတယ်ပေါ့ဆေးရုံမှာ၄၅ရက်အိမ်မှာနှစ်ပတ်လောက်လုံးဝအနားယူလိုက်ရပါတယ်ကျမကခွင့်ယူပြီးဆေးရုံမှာသွားဆောင်အိမ်ရောက်တော့လဲဂယုတစိုက်ပြုတ်စုပြီးတော့တနေ့မှာကျမရဲ့လက်ကိုတယုတရဆုပ်ကန်ရင်ကိုဟို ကံကောင်းလို့ခင့်စီအချိန်မီပြန်ရောက်လာတာနော်တဲ့ကျမရင်ထဲမှာဘဲတော်များကံဆိုးတဲ့ထင်းလေအုံးမလေးဆိုတဲ့အတွေးနဲ့ဘဝရဲ့များပြားလှတဲ့အလက်အပြောင်းတွေကိုစဉ်းစားရင်းမယုံမယဲရှိနေမိပါတယ်အခါခါဂဲမန်ဖူးတဲ့စာတငယ်ရဲ့အဖြစ်မျိုးဟုတ်နိုင်ကောင်းပါရဲ့နေထိုင်ကောင်းသွားတော့နေ့စဉ်တာဝန်ရှိလှူရှားမှုတွေနဲ့ရက်ကိုလှစားအချိန်တွေ ကုန်လာလိုက်တာ ဘာလို့လို့နဲ့ကျမရဲ့သားအင်ဂျွာရောတက္ကသိုလ်ចောင်းသားကြီးဖြစ်နေပြီလေ။သမီးရင်မဲမှာကလည်းဒုတိယသားလေးတယောက်မိသားစုမှာထပ်တိုးလာတာမို့ကျမကမြေ6ယောက်ရဲ့အဖွာယာဒူးကိုရထားတဲ့အတွက်ကျေနှက်ကြီးနူးလို့ပေါ့။ဒီလုံးနဲ့အမတ်မထင်အပြောင်းအလဲတစ်ခုကြုံစီရအကြောင်းတစ်ခုကဖန်လာပါတယ်။သားကြီးခင်မဝင်းခန့်ကို စာတင်ဖို့အမေရိကပို့လိုက်တုန်းကအတိအကျွမ်းလေးတယောက်မှမရှိ လူခံလေးတယောက်မှမရှိပါဘူး။ ဘွဲရပြီးအလုရှာတဲ့အခါကျတော့ရှီကာဂိုမြို့ကကုမ္ပဏီတစ်ခုမှရတာကြောင့်ရှီကာဂိုမြို့ကိုပြောင်းလာရတယ်ဆိုပါတော့ကံကောင်းထောက်မှဆိုပါပဲအလုရှင်မစ္စတာဂလန်ကပါကူနိုင်ငံရက်ချားကစွန့်စွန့်စားစားပညာလာတင်ရရှာတဲ့ကလေးတစ်ယောက်အနေနဲ့ဂယုနာဖြစ်ပြီးတားတစ်ယောက်လိုချစ်ခင်ယူဆိုင်ပါတယ်အလုတ်ခန့်ပေးထားတဲ့အပြင်တခြားမှာသွားမနေစေပဲသူ့ရဲ့အိမ်မှာခေါ်တင်ထားပြီးစောင့်ရှောက်ခဲ့ဖူးတဲ့သူပါ အနေချာမှာသားကအာနာရာနဲ့သူပိုင်အင်္ဂလိပ်တလုံးဝဲပြီးတီချပြောင်းနေပေမဲ့မိသားစုလိုပဲယဉ်ဤခင်မမှုကမပြတ်ပါဘူးဒီလိုနဲ့သားလဲဘော်ဘီနဲ့အိမ်ထောင်ချပြီးတက်ဆက်ပြည်နယ်ကိုပြောင်းအဲ့ဒီကနေဖလော်ရီဒါပြောင်းနဲ့ရှီကာဂိုမြို့နဲ့အလန်းကွာဝေးသွားပြီမဲ့သူ့ရဲ့အလုပ်ရှင်မစတာဂလင်းနဲ့ကအဆက်အသွယ်မပြတ်ရှိနေသေးပါပဲပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာသားစီကိုမစတာဂလင်းကဖုန်းဆက်လာပါတယ် သူနဲ့ဆက်တူကုမ္ပဏီပိုင်ရှင်တတိမာကကင်ဆာရောဂါဖြစ်ပြီးအလုတ်ကလုံးဝအနာယူလိုက်ရတော့မှကြောင်းသားကိုသူ့ကုမ္ပဏီမှာပြန်လာလုပ်ပေးဖို့အကူအညီတောင်းတာတဲ့အဲ့ဒီအချိန်မှာသားကလည်းလက်ရှိကုမ္ပဏီမှာယာရုတော်တော်ကြီးကိုကြီးမြင့်နေတာဖြစ်တဲ့အပြင်ဘရာဇီးနိုင်ငံတာဝန်ခံအဖြစ်နဲ့လည်းပူးတွဲဆောင်ရွက်နေရတာကြောင့်အလားအလာကောင်းနေတာက အမှန်ပါဒါပေမဲ့ကို့မှာဘယ်သူမှမရှိခင်ကကို့ကိုစောင့်ရှောက်ခဲ့ဖို့တဲ့ဂျေဇူးတရားရှိခဲ့ဖို့တဲ့သူဖြစ်နေတာကြောင့် သူကသူ့ရဲ့အလားအလာကောင်းတဲ့ရှေ့ရည်ကိုအနှစ်နာခံပြီးမစ္စတာဂလင်တောင်းတဲ့အကူအညီကိုပေးတဲ့အနေနဲ့ရှီကာဂိုကအလုပ်ကိုလက်ခံလိုက်ရရင်ကောင်းမယ်ထင်တယ်လို့ကျမကလာပြောပါရယ်။မာမီနဲ့မိသားစုမောင်နှမတွေကိုခွဲပြီးထားသွားရမှာကိုလည်းတားကစိတ်မကောင်းဘူး။တားအနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့ကြီးစုတရားကိုလည်းတုံ့ပြန်တင့်နေလို့ထင်လို့ပါနဲ့မျက်နှာမသာမယာနဲ့ရှင်းပြတော့ကျမကလည်းနားလည်မှုရှိစွာနဲ့တားဆုံးဖြတ်တာမန်ကန်ချောင်း ျမတို့ကိုထားခဲ့ရမှာအတွက်နောက်ဆက်မတင်ဖို့လေးပြောပြအပြရရပို့တကယ်တမ်းတော့ဒီနိုင်ငံကိုရောက်လာတာတာကြီးကိုအာကိုအပြုတ်ပြီးရောက်လာခဲ့တာမို့တခြားပြည်နယ်ကို ပြောင်းသွားမှာကိုဝမ်းနဲ့အားငင်မိတာကတော့အမှန်ပါပဲဒါပေမဲ့ဘဝမှာလှုပ်ချင်တာတစ်ထက်လှုပ်တဲ့ကိစ္စကိုဦးထားပြီးစဉ်းစားဆုံးဖြတ်ရမှာပါရှင်တော်ဘုရားက လောကမှာရှားပါတော်လူသုံးမျိုးရှိတယ်လို့ဟောကြားထားပါတယ်။သူတစ်ပါးဤယေရှုကိုထုတ်ဖို့ပြောကြားသူနဲ့ယေရှုကိုတုံ့ပြန်ဆက်သူပါတဲ့။ယေရှုတည်တတ်သူအဖြစ်နဲ့သာမြင်ချင်တာကြောင့်သားရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးလိုက်ပါတယ်။ကျမတို့အမေရိကကိုရောက်နေတာကလည်း၆နှစ်ကာလရှိလာပြီမို့ကိုဟာကိုရက်တည်နိုင်စွမ်းလည်းရှိနေပါပြီ။ခွဲခွာခါဆောင်မှာတော့သားနဲ့ချွေးမတဲ့ကိုရဲ့လက်ပုံမှာကြီးခဲ့တဲ့မြေးတွေကိုတအားလွှမ်းမိပါတယ်။ တနေ့မှသမီးကေခိုင်နဲ့ဖုန်းပေါ်မှာစကားပြောရင်းမမီမြေးတွေကိုလွှမ်းလိုက်တာဟဲ့လို့ညီးမိတော့ဒါဆိုရင်စိတ်ပြေလက်ပြောက်သမီးတို့စီကိုလာခဲ့ပါလားသမီးလေရင်နဲ့မပုတ်ပေးလိုက်မေးတဲ့ဥကျော်စောပြန်ရောက်လာပြီးတားကိုစားနေကလည်းယာတူးတွေတက်လာတော့အမေကိုပို့ပြီးထောက်ပံ့ကြည့်ရှုနိုင်လာတာအပြင်တားလက်ကိုရွှေစင်ကလည်း အိမ်ရဲ့တာဝန်တစ်ပိုင်းကိုယူထားတာမို့ကျမတို့အားလုံးကဝိုင်းပြီးအရှင်လိုအချိန်ပြည့်အလုပ်မလုပ်တော့ဘဲအေးအေးဆေးဆေးတက်တက်တာတာနေရအောင်လို့အချိန်ပိုင်းတော့ပဲအပြင်းပြေလုပ်ဖို့ကိုလည်းတိုက်တွန်းကြတာနဲ့အချိန်ပိုင်းပြောင်းလုပ်နေတာကြောင့်ခရီးသွားဖို့လည်းနှပ်ဆန်တင်းစရာတိတ်မရှိလိဘူးပေါ့ဒါနဲ့သားတို့ချီကာကိုပြောင်းသွားပြီးတလလောက်အကြာမှာသမီးကေခိုင်စီစိတ်ပြေလက်ပြောင်းထွက်ခဲ့ပါတယ်ခရီးထွက်ဖို့ပြင်ဆင်နေစေမှာပဲသားကိုစားနေကနေဒါပြည်ကနေကျမကိုဖုန်းလန်းဆက်တာနဲ့ ဘေနိဘေရဲ့တက်ဆက်ပြင်းနေကိုသွားမယ်ဘေနိပြန်မယ်ဆိုတာတွေကိုတားကိုပြောပြထားလိုက်ပါတယ်တမိစီမှာနှစ်ပတ်လောက်နေလိုက်ပြီးမှမပြန်ခင်တရက်မှာဖုန်းမိလာလေရဲ့ကေခိုင်ကမမီဖုန်းမမြန်ကင်လိုက်မမီသားတင်းပေါ်ပေါ်ကနေရေဒီယိုဖုန်းနဲ့ခေါ်နေတာဈေးကကြီးနေတစ်မိနစ်ဒေါ်လာ30တောင်ပေးရတာမမြန်ပြောပြရင်ချလိုက်ဒီကောင်လေးပတ်စံတွေကုန်နေမယ်တဲ့မိဖို့တဲကဖုန်းကိုကိုင်းရင်ကျမအိတ်ခမ်းဖက်ကိုလမ်းအောင်နေလေရဲ့ဒီတော့ ကျမကလည်းသူမိသားစုနဲ့ဝေးဝေးသွားပြီးရှာထားရတဲ့ငွေကိုအလဟတ်သက်မကုန်စေချင်တာနဲ့ပါရဲ့ပါကိစ္စရေဒီယိုဖုန်းနဲ့ခေါ်နေရတာလေစိတ်ကန်းဆိုင်တဲ့အချိန်ကျမှခေါ်ရင်လည်းဖြစ်သားနဲ့လို့စီးစုလိုက်တော့မာမီကလည်းစကားတော့မပြောရသေးဘူးစုဖို့ကြံစီနေပြီမာမီမနဲ့ပြန်ပြန်တော့မှမို့သားကနှုတ်ဆက်ဖို့ခေါ်တာပါတဲ့တပ်ပစံကုန်မှာစိုးလို့မာမီကပြောတာပါကွာမလို့အပ်ပဲမကုန်စီချင်လို့ပေါ့ နောက်ပြီးသားသင်းဘောကဆင်းဖို့သုံးပတ်ပဲလိုတော့တာမဟုတ်လားလို့မေးတော့ဟုတ်တယ်ဒါပေမဲ့ရုံးချုပ်ကသားကိုချစ်တဲ့အရာရှိကသင်းဘောကိုလာစရာရှိတယ်။သူ့နဲ့တွေ့ရအောင်သားနှစ်ရက်လောက်စောင့်လိုက်အောင်မယ်။သူ့အပြတ်မှာသူလာတဲ့ရဟယင်နဲ့အကြုံလိုက်ခဲ့မယ်စိတ်ကူးထားတယ်တဲ့။သားကချစ်ဝေးပါတယ်လို့ပြောရမလားမသိဘူး။တွားလေရအရှက်မှာလူကြီးလူငယ်မရွေးသူကပေါင်းတင်းတက်တာမို့ချစ်သူခင်သူပုံများလာပါတယ်။ သူရာဒူးတက်ပြီးတခြားသင်္ဘောတစ်ခုကိုပြောင်းလာရတော့အရင်အလုဆဝင်တုန်းကတာဝန်ကျခဲ့တဲ့သင်္ဘောကိုစစ်ဆေးရေးဝင်နေတဲ့ချစ်သူရီးစားနဲ့ခွဲခါစားမှုလွမ်းလေတဲ့ထင်ပါရဲ့သင်္ဘောရဲ့ထိပ်စီးမှာခင်ဆိုရဲသူ့ရဲ့ချစ်သူနာမည်အကြီးကြီးထွင်းထားတာကိုစစ်ဆေးရေးကတွေ့တော့ဒါဘသူလောက်တာလဲလို့စစ်ဆေးတော်တာပဲကိုဇာနီရဲ့လက်ချက်ဆိုတာလူတိုင်းကသိပေမဲ့တယောက်ကမှဖော်ကောင်မလုပ်ဘူးလေ ဇာနိကိုတင်မောသားတိုင်းကချစ်ကြတယ်ဆိုတာကိုသက်ထွန်းကပြန်ပြောပြလို့သိရပါဗျ။ဒါကြောင့်လဲတင်ပေါ်ပေါ်မှာသူပြောနေတာဖြစ်မှာပါပဲ။အခုလဲသူ့ကိုချစ်တဲ့အရာရှိလာမှာမို့အိမ်ပြန်မလာသေးပဲစောင့်အောင်ပါတယ်လေ။ရေဒီယိုဖုန်းနဲ့ပြောတာကဈေးကြီးလို့ကျမက စကားဆာကိုဖြတ်ပြီးမှမရပါဘူး။ညီအကိုမောင်နှမတို့ရဲ့အကြောင်းအပြင်မြန်မာပြည်ကဘာတဲ့တင်ထူးသေးလဲအထိအသေးစိတ်မေးနေတာနဲ့စကားရှည်နေတာ တနာရီနေ့ပါရှိမှ မနေ့ဆူဆဲပြီးဖုန်းချခိုင်းမှပဲခြာသွားပါတော့တယ်။နောက်နေ့မှဖလော်ရီဒါပြန်လာပြီးပုံမှန်အလုတ်ကတစ်ဖက်မိသားစုဝေယာဝိဆာကတစ်ဖက်လူမှုရေးတစ်ဖက်နဲ့အချိန်ကုန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့တိတ်ကြဘူး။အိမ်မှာထူးခြားတာလေးတစ်ခုတတိထားမိပါရယ်။ဧကန်ထဲမှာအလားဆိုင်ထားတဲ့ဂမုံးပင်လေးတွေကိုမမှန်ဂယုဆိုင်ရေလောင်းနေကြပါ။ အထူးသဖြင့်ဒေါင်းကမုံပင်လေးကအရွက်တွေဝေစီလို့ဒေါင်းမီလို့အကွက်ကလေးတွေကလည်းအရှောင်အသွေးစိုးနေတာပါပဲညနေရောက်ပြီဆိုရင်အရွက်ကလေးတွေကအလိုလိုပူးရှက်သွားပြီးအိတ်ကြပါယောမနေ့ဖျားတောက်တော်ရေးကြကိုကမုံပင်လေးတွေကိုလောင်းတဲ့အခါကျအရွက်ကလေးတွေကပွင့်ကျလာပြီးနိုးကြပြီလေဒါကိုကျမကသဘောကျပြီးစိတ်ဝင်တစားကြည့်နေမိတတ်ပါတယ်ညဖက်အိတ်တကားတွေကိုကလေးတွေပိတ်မပိတ်သေးချအောင်စစ်ဆေးပြီးမှမှ အဲ့ရဝင်မြဲဖြစ်လို့နေ့စဉ်ဝတ်တရားအတိုင်းအဲ့ဒီလိုစစ်ဆေးပြီးရင်ကမုံပင်လေးအိတ်နေတာကိုလည်းအမှတ်ထားပြီးသွားကြည့်မြဲပါအခုတော့တော့ထူးထူးဆန်းဆန်းကမုံပင်လေးကမအိတ်ဘူးတရက်နေ့ရက်တော့အိတ်တာနှောက်ကြတာထင်ပါရဲ့လို့တွေးပြီးပုတ်ပုတ်ပဲထားလိုက်မိတာပါသုံးရက်မြောက်နေ့ကျမှလည်းကမုံပင်လေးကမအိတ်သေးဘူးဒါနဲ့တိတ်ချောင်းအောင်ညတရင်နူတိုင်းကျမတကူးတကထကြည့်ပါလေဒီအတိုင်းလုံးဝအိတ်တာမတွေ့ရဘူးကျမစိတ်ထဲမှာတမျိုးကြီးခံစားရပါတယ် ဘလို့အကြောင်းများရှိလို့မအိတ်တာလဲဆိုတော့ကိုပဲတွေးပူမိပြန်ရောဒါနဲ့မနေနိုင်လို့အနားမှာရှိတဲ့ဥကြုံစောကိုတောင်ကမုံးပင်လေးကခါတိုင်းလို့မအိတ်ဘူးခင်ဆောက်ကြည့်နေတာတပတ်လောက်ရှိပြီဘာဖြစ်လို့လဲမသိဘူးစိတ်ပူလိုက်တာလို့ပြောတော့သူကတဟာဟာရှိပါလေရောတစ်ပင်ဆရာဝန်ရှာပြီးခင်ကသွားပြချင်သေးလို့လားတဲ့ကျမအလေးအနက်ပြောနေတာကိုသူကလှောင်နေသေးတော့ဒီကိစ္စကိုဆက်မဆွေးနွေးဖြစ်တော့ဘူးပေါ့ ရင်ထဲမှာလည်းမကြည်မလင်ဖြစ်နေသေးပါပဲဒီလိုနဲ့တညနေမှာမြန်မာအသင်းအစည်းအဝေးအတွက်ပြင်ဆင်စရာ ကိစ္စတွေရှိတာနဲ့ကျမကအဲ့ဒီအချိန်က အသင်းအတွင်းရမှုတောင်းဝန်ထမ်းဆောင်နေတဲ့ Patrick Ten ရဲ့အိမ်ကိုရောက်သွားပါတယ်အသင်းကိစ္စတွေကိုလည်းတိုင်ပင်ဆွေးနွေးကြရင် သူစနီးအန်နဲ့လည်းထွေရလေးပါပြောကြရင်ပါပဲအန်ကကိုဇာနီအကြောင်းတွေကိုဆက်မိဆက်ရမေးလို့သူ့အကြောင်းတွေကိုလည်းပြောဖြစ်ကြတာဆုံးလို့တင်းမောဆင်းမဲ့ရက်တောင်ရောက်နေပြီ ူ့ကိုချက်တဲ့အရာရှိကိုတွေ့ဖို့နရက်တောင်ထက်ဆောက်ပြီးအဲ့ဒီအရာရှိအပြင်ရဟတ်ရင်ကျုံနဲ့လိုက်လာမှာမို့မနဲ့ပြန်တပတ်ခါပြန်ရောက်တော့မှာဆိုတာကိုတောင်ပြောဖြစ်ကြပါသေးတယ်အန်ကလည်းသူ့ကိုအပေါင်းအသင်းတငယ်ချင်းများကချစ်တက်ခင်တက်တယ်ဆိုတာကိုသိထားပြီးသားပါဒီမှာအခုမှတွေ့ရပေါက်ရတဲ့သူတွေတောင် သူတလောက်တန်ရုံးစင်ရှိတာမြန်မာပြည်ကတငယ်ချင်းတွေကိုလည်းတန်ရုံးစင်ဖြစ်မှာပဲထင်တယ်နော်တဲ့ ဟုတ်တယ်အင်ကြီးဒီက homework ကရောင်းတဲ့ကပ်ပြားတွေတစ်ချိန်လို့ဝယ်ပို့နေတာအကောင်းဆုံးဈေးပဲသူ စုတော့ပေးဖို့ကောင်းတယ်တငယ်ချင်းကလည်းများသလားမမေးနဲ့သူဒီကိုထွက်လာတော့လေစိတ်ကိုလိုက်ပို့ကြတာကားမဆန်လို့ဘတ်စကားဆင်းလုံးငားရတာတဲ့ဘယ်တငယ်ချင်းကနောက်နောက်ပြောင်ပြောင်လှုပ်လိုက်တယ်လည်းမသိဘူးကားမှာကိုစားနေဇာပနာလို့စကတ်ထားသေးတာလေလေအန်တီဖြစ် သူပြောပြတာနားထောင်ပြီးနမိတ်မရှိလို့စိတ်မချမ်းသာလိုက်တာကွာလို့ အန်ကိုပြောပြမိပါသေးတယ်။တားကတော့ငင်ရွယ်သူမို့ဒါမျိုးတွေကိုအလေးထားဟန်မတူပါဘူး။ကျမကိုပြောပြတော့ကတော့သဘောတွေကျပြီးတဟာဟာရည်နေလိုက်သေးတာ။အခုလဲသူချစ်တဲ့အရာရှိနဲ့တဟာဟာရည်ရင်ဘာတွေအလွမ်းသိနေအောင်မေမသိနဲ့ပြန်လမ်းမှာတက်ရောက်တဲ့ကားမောင်းလာရင်တားအချောင်းကိုပဲတွေးလာမိပါရဲ့။အိမ်ပြန်ရောက်တော့ဦးကျော်စောရောတားအိမ်ထွားရော မီးသူစာပါမိသားစုအခန်းထဲမှာရုပ်မြင်တန်ကြားကဇလန်းတစ်ခုကိုကြည့်နေကြတာတွေ့တာနဲ့သူတို့အနားမှာဝင်ထိုင်ရင်းကျမလည်းကြည့်နေမိပါတယ်။တအောင်လောက်ကြာတော့တယ်လီဖုန်းမြည်လာပါရောဇလန်းထဲမှာဇောကန်နေကြလို့ဘယ်သူမှထမကန်ကြပါဘူး။ကျမကထိုင်သာနေရတာစိတ်ပါဝင်စားစွာ ကြည့်နေတာမဟုတ်လို့မိဖို့တဲကအနည်းဆုံးတယ်လီဖုန်းကိုသွားကင်ပြီးထူလိုက်ပါတယ်။တပတ်မှာရှိုက်ကြီးတငင်နဲ့ငိုယူနေတဲ့သမီးကေတီရဲ့အတန်းက ဘလုံးပထွေးနဲ့မို့ဘာများလဲပေါ်မာမီအခုပဲသမီးရဲ့မောင်လေးဇာနေဆုံးသွားပြီတဲ့ရုတ်တရက်မိုးကြိုးပစ်ချတာခံလိုက်ရတဲ့အတိုင်းကျမလက်ပြလွင့်စင်သွားတယ်လို့ခံစားလိုက်ရပြီးတယ်လီဖုန်းကင်ရက်နဲ့ချမ်းပြင်ပေါ်ပုံချသွားပါလေရဲ့ အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါရရှင်။နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။